ကျူးကျားတဲ့အသွင်ပြင်နဲ့နမည်ကြီးတဲ့ကိုမွန်တော်ခေလီများကိုအင်ကြီးဝစ်ထားသလိုမျိုးကိုထဲနဲ့ရှစ်ဖို့ကောင်းတဲ့ကိုမွန်တော်ခွေးလေးတွေဟာခွေးမျိုးစိတ်တွေထဲမှာတော့နာမည်ကြီးတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာထူထဲပြီးတော့ရှည်လျားတဲ့အမွေးတွေရှိနေတဲ့အမွေးလေးကိုပိုင်ဆိုင်ထားပြီးတော့ရှေးခေတ်ဟန်ဂေရီတို့ထိန်ခွေးတွေဖြစ်ကြပါတယ်။သူတို့ဟာကြောက်ရွံ့တာတိတ်မရှိပဲရဲရင်ကြတဲ့ခွေးလေးတွေပါ။ ိုးထိန်ခွင့်ဖြစ်တာကြောင့်သစ္စာရှိခြင်းနဲ့ပတ်သက်ပြီးလည်းနမည်ကြီးကြပါတယ်သူတို့ရဲ့အမွေးရွှေတွေဟာပုံပုံပြီးရှေလျားရှုပ်ထွေးလာတဲ့တာကြောင့်ပိုင်ရှင်တွေအနေနဲ့အမွေးတွေမရှုပ်တော့အောင်ရေးဆိုင်ပေးဖို့လိုအပ်ပါတယ်။ဒီအမွေးတွေဟာသူတို့ကိုတိုးအုပ်တီထွေးမှရောနှောစေပြီးတော့တစ်ဖက်ရန်သူကိုတိုက်ခိုက်ဖို့ပုံပြီးလွယ်ကူစေတာကြောင့်ကိုမွန်တော်ခွေးလေးတွေဟာတိုးထိန်ခွေးတွေကြမှာတော့အတော်လေးနမည်ကြီးခဲ့ပါတယ်။ ။ဒါအပြင်သူတို့ဟာတည်ရင်မှုမျက်စံပြီးတော့ဉာဏ်ကောင်းကြတဲ့ခွေးမျိုးစားပဲဖြစ်ပါတယ်။စနစ်တကျတင်ပေးနိုင်နေဆိုရင်အတော်များများလုံနိုင်စွမ်းရှိပေမယ့်ခေါင်းမာပြီးတော့ကလန်ကဆန်လုတ်တဲ့ကြတဲ့ပီဇာလည်းရှိပါတယ်။ပိုမိုဒိုခရီးကိုအိမ်မွေးတိရစ္ဆာန်တွေအဖြစ်မွေးမြူဖို့တော့အကြံမပြုကြပါဘူး အကြောင်းကတော့သူတို့ဟာလှုပ်ရှားရတာကိုသဘောကျကြတာကြောင့်လူနေအိမ်အတွင်းမှာမနေနိုင်တဲ့အပြင်ထိမ့်သိမ်းရခက်ခဲတဲ့အကြောင်းလေးဖြစ်ပါတယ်။